င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်တနင်္ဂနွေလုံးမှာရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွေစတင်မှုနဲ့အတူစစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေကကြံ့ဖို့ပါတီကိုမဲပေးချဖို့အတွက်ပြည်သူတွေကိုစတင်ချင်းချောက်ဖိအားပေးနေပါတယ်အမှုပညာအမိကန်စစ်တပ်လက်ကင်တုပ်တွေကိုပြင်းထန်စွာအေးအေးဆောင်ရွက်သွားမယ်လို့ရန်ကုန် UG အဖွဲ့၅ခုကပူးတွဲကြေညာလိုက်တဲ့သတင်းပါဝင်နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ပြမအောင်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာတနိုင်ငံလုံးမှာဒီဇင်ဘာလ28ရက်နေ့စတင်ကျင်းပမယ့်ရွေးကောက်ပွဲတွေအတွက်မဲဆက်စီယုံမှုတွေကိုစတင်လိုက်မှုနဲ့အတူစစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေကတန့်ဖို့ပါတီကိုမဲပေးကြဖို့အတွက်ပြည်သူတွေကိုစတင်ချင်းချောက်ဖိအားပေးနေတယ်လို့ပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။အခုအော်တိုဘာလ28ရက်နေ့ကနေဒီဇင်ဘာလ26ရက်နေ့အထိရပ်ပေါင်း60မဲဆက်စီယုံမှုတွေစတင်လိုက်ပြီးတဲ့နောက်နိုင်ငံတော်မှာစစ်တပ်နဲ့အုပ်ချုပ်ရေးမှုတွေက ချက်ဖို့ပါတီကိုမဖြစ်မနေပြည်သူတွေကမဲပေးကြရမယ်လို့ချိန်ချောက်ဖိအားပေးလာပါတယ်။ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်ဒါရင်းမြင်းဆောင်စက်ခွန်ရက်ွက်မှာအုတ်ချုပ်ရည်မှုပိုးစိန်နဲ့အပေါင်းပါကြော်ဆူအာနုခေါ်ဘိုးဘိုးဝင်းကရက်ွက်ထဲမှာရှိတဲ့ပြည်သူတွေအနေနဲ့ချက်ဖို့ပါတီကိုမဲပေးရမှာဖြစ်ပြီးမဲမပေးသူတွေမကျေနပ်သူတွေအနေနဲ့ဓာတ်ကိုဓာတ်ချင်းရှင်းနိုင်နေဆိုပြီးရက်ွက်ကိုစိန်ခေါ်ဆဲဆိုခဲ့တဲ့အပြင်လူတွေကိုပါရိုက်နှက်သွားတယ်လို့ဒေသခံပြည်သူတို့ကပြောပါရယ်။ ။ဒါအပြင်မကျေနပ်တဲ့သူထွက်ခဲဆိုပြီးယောက်ျားထွက်လာရင်လမ်းပေါ်မှာခုတ်သက်ပြမယ်။မိမဆိုရင်ထိတ်တုံးခတ်ပားရိုက်မယ်ဆိုပြီးလဲမတရားချင်းကြောက်စော်ကားတဲ့ပြင်ရက်ွက်ကိုလည်းဓာချင်းချင်းပြီးမင်းမဲစရိုက်ဆန်စွာပြုတ်မှုနေတယ်လို့ဒေသခံပြည်သူတဦးကပြောပါရယ်။ဒါအပြင်အုတ်ကြီးပိုစိန်ကလည်းရက်ွက်ထဲကလူတွေကိုမင်းတို့တတိထားနေငါအကြောင်းသိမယ်ဆိုပြီးအမဲပြောဆိုနေတယ်လို့သိရပါရယ်။အခုလိုပဲအီယာဝတီတိုင်းအင်ကပူမြို့နယ်ထူးကြီးမြို့အမတ်တရက်ွက်မှာလဲအုတ်ချုပ်ရည်မှုယာစာထုံးခေါ်ယာစာကြီးက ပြည်သူတွေအနေနဲ့ရွေးကောက်ပွဲမှာမဲပေးရမှာဖြစ်ပြီးကြံဖို့ပါတီကိုသာမဲပေးရမယ်ပြင်စစ်မှုထမ်းခြင်းမှာလည်းအိမ်နောက်စုတွေရဲ့တာဝန်ဖြစ်ကောင်းလာစဉ်အိမ်နောက်စုတစုကိုငွေကျပ်9000ကျပ်ပေးရမယ်ဆိုပြီးပြည်သူတွေကိုအတင်းအကျပ်ဖိအားပေးချိန်ချောင်းနေရလို့သိရပါဗျာ။ ဒါနဲ့အတူပဲခူးနောက်ပိုင်းနတလင်းခရိုင်အနောက်ရွှေကြပင်ကြီးရွာမှာလေအုတ်ချုပ်ရွေးမှုလှဝင်းကရွေးကောက်ပွဲအတွက်မဲထဲပုံထဲနီးရှင်းလင်းမယ်ဆိုပြီးပြည်သူတွေကိုစည်းဝေးခေါ်ကကြန့်ခိုင်ရေးပါတီကိုဆန္ဒမဲပေးရမယ်လို့ပြောဆိုလာတယ်ဆိုတာကိုဒေသခံပြည်သူတို့ကရှင်းပြပါတယ်။ဒါအပြင်ကရင်ပြည်နယ်ဖမ်းမ်းမြို့နယ်မြိုင်ကလေးအပိုင်းမှာလေပြည်သူတွေအားလုံးမဲမဖြစ်မနေပေးရမှာဖြစ်ပြီးကြန့်ခိုင်ရေးပါတီကိုသာမဲပေးရမယ်လို့ရက်ွက် အုတ်ချုပ်ရွေးမှုတွေကပြည်သူတွေကိုစင့်ခေါ်ဖိအားပေးလာတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီးဒေသခံပြည်သူတို့ကတော့စစ်တပ်နဲ့နှီးစက်တဲ့အုပ်ချုပ်ရေးမှုဝင်းပုံနဲ့ဖိုးသားတို့ကကျူးကျော်ရက်ကွက်မှာနေတဲ့သူတွေမှန်သမျှကြန့်ခိုင်ရေးကိုမဲမပေးရင်ရက်ကွက်ထဲမှာမနေရဘူးလို့ချိန်ချောက်ထားတော့အခုနေနေတဲ့သူတော်တော်များများကမပေးချင်ကြပါပဲလေမပေးလို့မရတဲ့အခြေအနေဖြစ်နေတယ်လို့ရှင်းပြပါတယ် အဲ့ဒီအပြင်ရန်ကုန်တိုင်းဗဟန်းမြို့နယ်အတွင်းမှာရှိတဲ့ရက်ွက်တွေမှာလည်းရွေးကောက်ပွဲမှာတအိမ်တယောက်မဲလာပေးရမယ်ပြင်ကြန့်ခိုင်ရေးပါတီကိုသာမဲပေးရမှာဖြစ်ပြီးကြန့်ခိုင်ရေးပါတီကိုမဲမဲပေးပေးအခြားပါတီတွေကရက်ွက်မဲယုံတွေမှာအနိုင်ရခဲ့တာတွေဖြစ်ပေါ်လာရင်တော့ခွဲတန်းကြထုတ်ပေးနေတဲ့စားအုပ်စီကိုထုတ်ပေးမှာမဟုတ်ဘူးလို့ရက်ွက်တချို့မှာအုပ်ချုပ်ရေးမှုတွေကချင်းချောက်ဖီအားပေးလာတယ်လို့သိရပါတယ်။ ကျန်းခါရေးပါတီကလာမယ့်ရွေးကောက်ပွဲမှာအမတ်နေရာတထောင်ကျော်ကိုရှင်ပြိုင်မှာဖြစ်ပြီးလက်ရှိမှာအမတ်နေရာ28နေရာမှာရှင်ပြိုင်သူမရှိဘဲအနိုင်ရရှိထားပါတယ်ရှင်။အမှုပညာအမိကန်စစ်တပ်လက်ကင်တုပ်တွေကိုရန်ကုန်ယူဂျီတွေကအေးအေးယူတော်မှာပါ အဲ့ဒါကတော့အကျန်းဖတ်စစ်တပ်ရဲ့ဝါရဖြန့်ချီရေးတွေမှာအာသက်တရောပါဝင်နေတဲ့အမှုပညာအမိကန်အကျန်းဖတ်စစ်တပ်လက်ကင်တုပ်တွေကိုပြင်းထန်စွာအရေးယူဆောင်ရွက်သွားမယ်လို့ရန်ကုန်ယူဂျီအဖွဲ့၅ခုကမနေ့ကအော်တိုဗလာ28ရက်နေ့မှာပူးတွဲကြေညာချက်သောင်းထုတ်ပြန်လိုက်ပါတယ်။အကျန်းဖတ်စစ်အုပ်စုရဲ့တူယောင်ရွေးကောက်ပွဲကိုထောက်ခံအားပေးကူညီပြီးယုံကြည်ချက်ကြောင့်တော်လှန်နေတဲ့လူငယ်တို့ကိုစော်ကားတာလူတို့အရေးတော်ပုံကိုပုံဖြတ်ပြီးအမှန်တကယ်ဆေးရစွေးမှုကျူးလွန်နေတဲ့ လူတို့ရဲ့အသက်အိုးအိမ်ကိုမီးရှို့တပ်ဖြတ်နေတဲ့အကြံဖက်စစ်အုပ်စုဘက်ကနေဆေးရဇဝဲမှုတွေကိုထပ်ပြီးကျူးလွန်အောင်ထောက်ခံပြီးအားပေးအားမြောက်ပြုလုပ်နေတဲ့အညံစားအဖြစ်စားဝါဒဖြန့်အမှုပညာရှင်တွေကိုပြင်းထန်စွာအရေးယူဆောင်ရွက်သွားမယ်လို့သိရပါတယ်။အဲ့ဒီအမှုပညာအမိကစစ်တပ်လက်ကင်ဒုတ်တွေဖြစ်တဲ့နေတိုမြင့်မြတ်နေဝင်းအေးကျမောင် ချူလေးမင်းမြင့်မိုးအောင်ခိုင်ငပြောကျော်အောင်တိုးနိုင်လင်းတွက်လက်စူပါလင်း မင်းညိုအုတ်ကပြန်ကြီးရဲရင်ရောပြောအောင်စင်ဖြိုးစတဲ့လူတို့နဲ့နိုင်ငံတော်အပေါ်ပြည့်ရည်ပြူစော်ကားတဲ့အညံစားအဖြင်းစားဝါဒဖြန့်အမှုပညာရှင်တွေကိုဝိုင်းကောင်းတဲ့ social punishment ကိုပြင်းပြင်းထန်ထန်လူမှုရေးပြစ်ဒဏ်ခတ်ကြဖို့ကိုလည်းရန်ကုန် UG တွေကပြည်သူလူထုတရက်လုံးကိုနှိုးဆော်ထားပါတယ်တော်လိုင်းရင်မှာပြည်သူတွေကတာဝန်ကြည်ကြသလိုမျိုးရန်ကုန် UG တွေအနေနဲ့လည်းအညံ့အစားဝါဒဖြန့်အမှုပညာရှင်တွေရဲ့အချက်လက်တွေကိုရရှိထားပြီး လူတို့နဲ့အရေးတော်ဘုတ်ကိုစော်ကားခဲ့တဲ့သူတို့ရဲ့နောက်ဖြစ်လာမယ့်ကိစ္စရရက်ကိုပြည်သူလူထုတရားစီရင်ခံအဖြစ်သတ်မှတ်ပြီးပြင်းပြင်းထန်ထန်စတင်အရေးယူမယ်လို့သိရပါတယ်။ဒါအပြင်ရုပ်ရှင်လောကသားတွေတဲကလည်းသူတို့သတင်းတွေကိုဆက်မပြတ်ပို့ပေးနေတဲ့သူတွေလည်းရှိပြီး YouTube တွေကပြည်သူအပေါ်မျက်နှာမူကယက်တီကြတဲ့အတွက်ကြောင့်ပြည်သူတွေအလိုမရှိတဲ့ဘသူကိုမဆိုရန်သူဖြစ်တဲ့အတွက်ဘသူကိုမဆိုတွေ့တဲ့နေရာမှာတိုက်ခိုက်ရှင်းလင်းသွားမှာပါလို့ရန်ကုန် Army 1A ရဲ့တာဝန်ရှိသူတဦးကပြောပါရယ်။ အဲ့ဒီပူတွဲကျင်းနာချက်ကိုရန်ကုန်မြို့အတွင်းစစ်တပ်တဆွဲထားတဲ့နေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတဲ့ရန်ကုန် Army 1A Dark Shadow Operation Flint OF Mother Sam Yangon Force နဲ့ Broken System တို့ကထုတ်ပြန်လိုက်တာဖြစ်ပါရဲ့ရှင်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အကြဖက်စစ်အုပ်စုနဲ့လက်အောက်ခံ BGF တို့ကကြားဖြန့်ပါဝင် ရာဇဝတ်ကိုင်းလုပ်ငန်းတွေအတွက်လွဲကူချုံးမွေပြီးလုံခြုံတဲ့ခိုးလုံရာတွေကိုဖန်တီးပေးနေတယ်ဆိုတာကို ုလသမဂ္ဂမှာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မကြီးဦးကျော်မိုးထွန်းကတင်ပြပြောဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ29ရက်နေ့ကအကျဉ်80မြောက်ကုလသမဂ္ဂထွေထွေညီလာခံလက်နက်ဖြတ်သိမ်းရေးနဲ့နိုင်ငံတကာလုံခြုံရေးကော်မတီပထမကော်မတီရဲ့အခြားလက်နက်ဖြတ်သိမ်းရေးလုပ်ငန်းစဉ်များနဲ့နိုင်ငံတကာလုံခြုံရေးဆိုတဲ့ခေါင်းစဉ်နဲ့ပြုလုပ်တဲ့ဆွေးနွေးမှုစီစဉ်မှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မကြီးဦးကျော်မိုးထွန်းကအခုလိုတင်ပြပြောလိုက်တာပါ။ ဒါအပြင် digital ownership စနစ်ကိုတည်ဆောက်တာ cyber လိမ်လည်မှုလုပ်ငန်းစင်တာတွေတိုးပွားလာတာတွေကိုလည်းစိုးရင်ပွဲရေးဆိုင်နေရပြီးအဲ့ဒီ online လိမ်လည်မှုရဲ့တားကောင်တွေကကဘာတဝန်းကဖြစ်ပြီးညှဉ်းပန်းနှိပ်စက်တာကိုခံရကအသက်သေဆုံးတဲ့အထိဖြစ်ရတာတွေအာဓမအလုတ်ခိုင်းစေခံရတာတွေနဲ့လူကုန်ကူးခံရတာတွေနဲ့ရင်ဆိုင်ကြရတယ်လို့တန်အမကြီးကဆက်ပြောပါတယ် မြန်မာနိုင်ငံကနေစတင်လာတဲ့အဲ့ဒီ online လိမ်လည်မှုဟာဒေတာတွင်းနဲ့နိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးပေါ်မှာကြီးမားတဲ့တရားမှုတွေရှိနေတယ်လို့တန်မတ်ကြီးကဆက်လက်ပြောပါရယ်။စေအုစုကိုယ်တိုင်ပါဝင်ပတ်သက်နေတဲ့ကြားဖြန့်ဆိုင်ပေါင်းလိမ်လည်မှုစင်တာတွေရဲ့ပြဿနာကိုရေရှည်တည်မြဲပြီးထိရောက်စွာဖြေရှင်းဖို့စေအုစုအနေနဲ့ဆောင်ရွက်နိုင်တာမရှိသေးတာကလည်းအလွန်ရှင်းလင်းနေတယ်လို့တန်မတ်ကြီးဦးကျော်မိုးထွန်းကထောက်ပြပါရယ်။ဒီအချိန်မျိုးမှာစေအုစုကစီစဉ်နေတဲ့အတူရောင်ရွေးကောက်ပွဲက အကြမ်းဖက်မှုတွေကိုပုံမကြရှည်စေမှာဖြစ်ပြီးစိုက်ဘာမူခင်းတွေပုံမဆိုးရွားလာနိုင်တာကြောင့်ဒေတာအတွင်းနဲ့ဒေတာအတွင်းကိုပါကြော်ပြီးမတည်ငြိမ်မှုတွေကိုလည်းပုံမဆိုးရွားလာနိုင်တဲ့အတွက်စေအုပ်စုရဲ့လှည့်ဖျားနေတဲ့လုပ်ငန်းစဉ်ကိုပြပြတ်တတပယ်ချဖို့အတွက်နိုင်ငံတကာအတိုင်ဝန်ကိုတာမတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းလိုက်ပါတယ်မြန်မာနိုင်ငံဟာကမ္ဘာတဝှမ်းမှာရှိတဲ့ပြည်သူတွေကိုအကျိုးပြုမဲ့ပွင့်လင်းပြီးဘေးကင်းလုံခြုံစေချရာတဲ့ငြိမ်းချမ်းတဲ့စိုက်ဘာရေဝန်တစ်ခုပေါ်ပေါက်လာဖို့ကိုလည်းအတန်အမတ်ကြီးကဆက်လက်ဆန္ဒပြုတယ်လို့ဆိုပါရယ် ဒါပေမဲ့မြန်မာနိုင်ငံမှာတရားမဝင်စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမြန်မာနိုင်ငံမှာရှိတဲ့စိုက်ဘာရေဝန်းအားဆေးဥစုရဲ့စောင့်ကြည့်မှုနဲ့တရင်စုဆောင်ရဲ့အခြေစိုက်စခန်းအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။တည်ရပြင်စိုက်ဘာလိမ်လည်မှုလုပ်ငန်းစင်တာတွေလည်းတိုးပွားလာနေပြီးနေဆက်ဖြတ်ကျော်စိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေမှာစာတိုတွေ messaging app တွေထုတ်လုပ်နိုင်တဲ့ generative AI deepfake နည်းပညာတွေကိုအသုံးပြုပြီးတားကောင်တွေကိုသွေးဆောင်က online လိမ်လည်မှုတွေကိုလှုပ်ဆောင်နေကြတယ်လို့တန်အမတ်ကြီးကဆိုပါတယ်။ အဲ့ဒါတွေကိုလည်း CEO စုကသူ့ရဲ့လက်အောက်ခံ BDF တွေကရဇဝတ်လုပ်ငန်းတွေကိုလွယ်ကူချုံးမွေ့စေပြီးလုံခြုံတဲ့ခေလုံရတွေကိုဖန်တီးပေးနေကြတယ်လို့တန်အမတ်ကြီးကထောက်ပြထားပါတယ်ရှင်။စကိုင်းနိုင်ဘက်ကတရင်ကိုကြည်အောင်ပါ။စကိုင်းနိုင်ဝက်လက်မြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုအကြံဖက်စစ်တပ်ကအသေးခံဒရုန်းပါဝင်ဝိုင်းတွဲလေယာဉ်တွေနဲ့၃ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်ပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူတွေထွက်ပြေးနေရတယ်လို့ຫນွေဦးအောင်ပွဲအဖွဲ့ရဲ့ထုတ်ပြန်ချက်နဲ့ Wallet Information နဲ့ Network ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောဆိုချက်အရာသိရပါတယ်။ပြီးခဲ့တဲ့အော်တိုဗလာ29ရက်နေ့နေ့လယ်10:40မိနစ်ခန့်အချိန်က Wallet မြို့နယ်စိုင်းနိုင်လေးကြေးရွာအနီးရွှေဘိုမြို့ကနေစစ်တပ်ကအသေးခံ drone တစ်စီးနဲ့ပြည်သူတွေကိုတိုက်ခိုက်ခဲ့ပေမဲ့ပြည်သူတွေထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။အဲ့လိုပဲပြီးခဲ့တဲ့အော်တိုဗလာ26ရက်နေ့မနက်9:49မိနစ်အချိန်ကလည်း ဝက်လက်မြို့နယ်အနောက်ချမ်းဝက်လက်ရွာသားကြီးလမ်းပိုင်းကိုအကြမ်းဖက်စစ်တပ်ရဲ့တတဦးလေတပ်ကနေတက်လာတဲ့ဝိုင်းကျွဲလင်ရင်တစည်းကဘုံ49လုံးကျဲချတိုက်ခိုက်ခဲ့ရာကြောင့်ပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအဲ့ဒီထဲမှာဥကောင်းကိုဘုံစားထိမှန်သူတဦးပါဝင်လာကြောင်းအသက်အန္တရာယ်ဆိုးရင်ရလို့သိရပါတယ်။လက်ရှိအချိန်မှာတော့ဝက်လက်ရွာသားကြီးလမ်းပိုင်းကပြည်သူတွေအားဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။ဒါ့အပြင်အော်တိုဗလ25ရက်နေ့ကလည်းအကြမ်းဖက်စစ်တပ်ရဲ့တတဦးလေတပ်ကနေတက်လာတဲ့ဝိုင်းကျွဲလင်ရင်တစည်းက ဝက်လက်မြို့နယ်အနောက်ချမ်းမှာရှိတဲ့ကျေးရွာတွေကိုဘုံ38လုံးကျဲချတိုက်ခိုက်ခဲ့ပေမဲ့ပြည်သူတွေထိခိုက်မှုမရှိဘူးလို့သိရပါတယ်။အကြံဖတ်စစ်တပ်ကဝက်လက်မြို့နယ်ရွာသားကြီးအပါဝင်အနီးနားမှာရှိတဲ့ကျေးရွာတွေကို အော်တိုဗလာ73ရက်နေ့ကနေစတင်ပြီးလေယာဉ်တွေ၊ဂျန်ရိုကော့ပတာတွေနဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်နေကအကြံဖတ်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတမန်တာကျေးရွာစာတင်ကြောင်းလည်းထိခိုက်ပျက်စီးခဲ့ရပါသေးရဲ့ရှင်။ မကွေးတိုင်းဘက်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းပခုံးကူမြို့နယ်၊စကိုင်းတိုင်းကပ်ပလူမြို့နယ်နဲ့စလင်းကြီးမြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကဆက်တက်လေပြီးလေရင်တွေနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်နေအိမ်တွေပျက်စီးခဲ့တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။မနေ့ကအော်တိုဘာလ28ရက်နေ့ညနေ4:27မိနစ်ခန့်မှာပခုံးကူမြို့တပ်မတရားတိုက်ကနေတက်လာတဲ့ဆက်တက်လေပြီးနှစ်စီးကကံမမြို့အရှေ့ဘက်မှာရှိတဲ့ ရေသာကြီးရွာတင်ချိုင်ကုန်းနယ်ပြိုင်ချင်းကျောင်းတောင်ဘက်ကိုလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူတွေထိခိုက်မှုမရှိဘူးလို့တော့သိရပါဗျ။အဲဒီလိုပဲစကိုင်းတိုင်းကပလူမြို့နယ်ချက်တင်းတိုင်းနယ်အတွင်းမှာရှိတဲ့ကြေးရွာတရွာကိုလည်းအကြံဖက်စစ်တပ်ရဲ့တဒက်ဦးလက်တက်ကနေတက်လာတဲ့ Jet Fighter နှစ်စီးကအော်တိုဗလာ29ရက်နေ့ည8နာရီခန့်မှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတဲ့အတွင်းမှာလည်းပြည်သူတွေထိခိုက်မှုမရှိဘူးလို့တော့သိရပါဗျ။ ဒါအပြင်ပြီးခဲ့တဲ့အော်တိုဗလာ26ရက်နေ့တော့ကလည်းစလင်းကြီးမြို့နယ်ရေခါရွာကိုအကြမ်းဖက်စစ်တပ်ကစစ်တပ်လေဒီနဲ့ပုံကျဲတိုက်ခိုက်တာကြောင့်နေအိမ်တွေပျက်စီးသွားခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ကတမန်ကြား PDF အဖွဲ့ကောင်းဆောင်ကိုမဲကြီးနေအိမ်နဲ့ပတ်ဝန်းကျင်ကိုပုံရှင်လုံးကျဲချခဲ့တာဖြစ်ပြီးကိုမဲကြီးအိမ်နဲ့အနီးမှာရှိတဲ့အိမ်တွေပျက်စီးခဲ့တယ်လို့ဒေသခံပြည်သူတအူးကပြောပါရရှင်။ ။မကွေးတိုင်းဘက်ကိုစက်တီအောင်ပါ။မကွေးတိုင်းမင်းတုံမြို့နယ်မှာတိုင်းစစ်ရဲမှုလိုက်ပါလာတဲ့ကားလေးစီးပါရင်တန်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာကြောင့်စစ်တပ်ဘက်က၄ဦးသေဆုံးပြီးခင်းရဲတချို့သိမ်းဆီးရရှိကာကားရစီကိုမီးရှို့ရှင်းနေနိုင်ခဲ့တယ်လို့တရက်ခိုင်ရင်အမတ်လေးတရင်ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြက်ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ပြီးခဲ့တဲ့အော်တိုဗလာ28ရက်နေ့နေ့လယ်12:50မိနစ်ခန့်မှာမင်းတုံမြို့နယ်မဲဆလီကျေးရွာနဲ့ဝင်းတွေးကျေးရွာကြားမှာရှိတဲ့ ပသိမ်မူရလမ်းပိုက်ပေါ်မှာမင်းတုံမျိုးဘက်ကနေဝန်တွေးကြီးရွာဘက်ကိုမောင်းနေလာတဲ့တိုင်းဆင်ရဲမှုလိုက်ပါလာတဲ့ကားလေးစီးပါရင်းနှန်းကိုတော်လန်ရဲတပ်ဖွဲ့တွေက မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာ4ဝီကာတစီကမိုင်းထီမန်ကမောင်းပြေးသွားပြီးအဲ့ဒီကမောင်းပြေးသွားရာကိုတော်လန်ရဲတပ်ဖွဲ့တွေကလိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့တဲ့နောက်ကားပေါ်မှာပါလာတဲ့စစ်သားတွေကမိုင်းထီမန်ထားတဲ့ကားကိုထားခဲ့ပြီးထိခိုက်ဒဏ်ရာရသူတွေကိုကြံတဲ့ကား၃စီးပေါ်ကိုတင်ဆောင်ကထွက်ပြေးမောင်းနေသွားတယ်လို့သိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြံဖက်စစ်တပ်ဘက်ကမျက်မြင်အရ၄ဦးထိခိုက်သေဆုံးနိုင်ပြီးသူတို့စီကနေခဲယမ်းတွေစစ်သုံးဆောင်ပစ္စည်းတချို့နဲ့ငွေသား၃သိန်းကျပ်တို့ကိုသိမ်းဆီးနိုင်ခဲ့ကသူတို့ထားခဲ့တဲ့ကားတစ်စီးကိုလည်းမီးရှို့ရှင်းလင်းနိုင်ခဲ့တယ်လို့တရက်ခိုင်အမတ်လေးတရင်ရဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်ကပြောပါရယ်အဲ့ဒီတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အကြံဖက်စစ်တပ်ကမင်းတို့မျိုးအဝင်၅မိုင်ဆစ်ဆေးကိကနေလက်နက်ကြီးနဲ့ရန်တပ်ပစ်ခတ်ခဲ့ပေမဲ့တော်လိုင်းရဲဘော်တွေကတော့ထိခိုက်မရှိပြန်လည်စုခွာနိုင်ခဲ့ပါရယ် ေသပြည်သူတွေနဲ့ခီးသွဲပြည်သူတွေအနေနဲ့လည်းအကြံဖတ်စစ်တပ်ရဲ့ရန်ကားနေမှုကိုဂယုဆိုင်နေထိုင်သွားလာကြဖို့ကိုတရခိုင်အမတ်လေးတရင်ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်ကဆက်လက်ပြောပါရရှင်အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်တိုင်းဒဂုံမြို့တင်မြို့နယ်လေးခုမှာ အုပ်စုဘက်ကဂရမ်မြပါမင်းအတူပြုလုပ်ပြီးရဲတပ်ဖွဲ့အုပ်ချုပ်ရေးမှုနဲ့အေချမ်းမြပွဲစားတချို့ကပူပေါင်းက HM လိမ့်လဲရောင်းချမှုတွေဖြစ်ပွားနေတယ်လို့ဝင်လေခံရသူတွေနဲ့အမှုလိုက်ရှင်းတွေစီကနေစုံစမ်းသိရပါတယ်။တကုံမျိုးသစ်စိတ်ကမ်းမျိုးနဲ့တကုံမျိုးသစ်တောင်ပိုင်းမျိုးနဲ့တကုံမျိုးသစ်မြောက်ပိုင်းမျိုးနဲ့တကုံမျိုးသစ်အရှေ့ပိုင်းမျိုးနဲ့တို့မှာအုပ်စုဖွဲ့ပြီးဂရမ်မြပါမင်းအတူတွေပြုလုပ်က HM တွေကိုလိမ့်လဲရောင်းချပြီးငွေကြေးတွေလိမ့်လဲနေရလို့သိရပါတယ်။ အဲ့လိုလိမ်လေခံရတာကိုရေစကန်းကိုတွားရောက်တိုင်တန်းရင်လဲပါမေအတူပြုလုပ်တဲ့အဖွဲ့ကအဲ့ဒီငွေနဲ့ငါးစားညီများတဲ့စာရွက်စာတမ်းကိုထပ်ပြီးလက်ရေးလက်မှတ်အတူတွေပြုလုပ်ကရေစကန်းမှာပြန်လဲအမှုဖွင့်ပြီးဖန်ခိုင်းနေတဲ့ပြင်ရဲကလည်းအမှုကိုပြန်ရုပ်သိမ်းမလားအမှုပြန်ဖွင့်တာကိုခံမလားဆိုပြီးချင်းချောက်တယ်လို့တကုံမျိုးသိမြောက်ပိုင်းမြို့နယ်မြို့မရေစကန်းမှာအမှုဖွင့်ခဲ့တဲ့လိမ်လေခံရသူတူဦးကပြောပါရယ်အဲ့လိုပါမေမြေစာရွက်စာတမ်းအတူပြုလုပ်ကလိမ်လေတဲ့အဖွဲ့တွေစီကနေမြို့နယ်ရဲတပ်ဖွဲ့မှုနဲ့ ရဲစခန်းမှုတွေကိုယ်တိုင်က လာစင်ကြီးဖြစ်ငွေရယူထားပြီးစာရွက်စာတမ်းအတုတွေနဲ့ရဲစခန်းကိုအမှုလာဖွင့်သူတွေရှိရင်လည်းအမှုဖွင့်ဖို့အတွက်အချိန်ဆွဲတာစာရွက်စာတမ်းကြီးဆိုပြီးငွေကျပ်၁၀သိန်းကနေသိန်း၃၀အထိတောက်ခံတာတွေကိုလည်းပြုလုပ်နေရလို့သိရပါတယ်။ဒီဖြစ်စဉ်တွေကိုသိရှိနေတဲ့အငိမ့်စားရဲရရှိတီတူပြောတာကတော့ငွေလိမ်ခံရတဲ့သူတွေရဲ့အမှုတိုင်ကြားစာမှာဖော်ပြထားတဲ့စည်ရင်တိုင်းစခန်းမှုနဲ့အမှုစစ်ရဲတွေက ပေးတဲ့ငွေပေါ်ကိုကြည်ပြီးဘယ်နှယောက်ပဲဖမ်းပေးလို့ရမယ်ဆိုတာမျိုးကိုလုံနေကငွေလိန်ခံရတဲ့သူကတိတ်တထောင်အလိန်ခံရရင်ရဲစခန်းမှုကိုတိတ်တရာပေးမှချက်ချင်းအမှုဖွင့်ပေးတဲ့အပြင်ငွေနဲ့နဲ့ပေးရင်လက်မှတ်တစ်ခါထိုး3သိန်း5သိန်းရတဲ့ကိုယ်စားလှယ်သမားတွေကိုပဲဖမ်းပေးတယ်လို့ပြောပါရယ်။အဲ့ဒီအပြင်အလိန်ခံရတဲ့သူတွေအနေနဲ့ရဲစခန်းမှာတွားရောက်အမှုဖွင့်တဲ့အခါမှာလေရဲစခန်းကတောင်းခံတဲ့ငွေကြေးကအရန်များနေတာကြောင့်အမှုမဖွင့်ပဲဆုံးရှုံးခံရသူတွေလည်းရှိတဲ့အပြင်ရဲစခန်းတွေအနေနဲ့လည်းငွေကြေးမပေးရင်အကြောင်းမျိုးမျိုးပြပြီးအချိန်ဆွဲတာ ငွေကြေးလိမ်လည်သူတွေစီကိုတင်ပြပေးတာတွေကိုလှုပ်ဆောင်နေရလို့လည်းသိရပါတယ်။ဒါ့အပြင်မူလာဖွင့်သူတွေကိုလည်းစာရွက်အလုပ်ပေါ်မှာလက်ရေးလက်မှတ်ရေးထိုးခိုင်းကောင်စာရွက်စာတမ်းအတူပြုလုပ်သူတွေနဲ့ပူးပေါင်းပြီးထပ်ပြီးအတူပြုလုပ်ကအမှုဖွင့်တာငွေကြေးပြန်လည်တောက်ခံတာတွေကိုလည်းလှုပ်ဆောင်နေတယ်လို့အမှုလိုက်ရှိနေတဲ့ကပြောပါရတယ်။တကုံမျိုးသိမ်းမျိုးနယ်၄ခုမှာမြေစိမ်းနှုံးတွေကတဟုန်ထိုးမြင့်တက်နေပြီး ပေ20ပေ60မြေကွက်အလို့ကိုတောင်3000အထိဈေးပေါက်လာတာကြောင့်မြေဝယ်လူသူတွေများပြားလာတာနဲ့အမျှလိမ့်လေရောင်းချမှုတွေနဲ့ဂရမ်မြေပါမင်းမြေအတူပြုလုပ်မှုတွေကလည်းအလွန်များပြားလာတယ်လို့ဈေးကွက်အတွင်းကနေစုံစမ်းသိရှိရပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်တရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ရှားပါ